ဗုဒ္ဓနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ8ရက်ကနေ14ရက်နေ့တော်တွင်မိကောင်းဆွေကထောက်ခွရမယ်မေတ္တာရေကံကောင်းမယ်မင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရမယ်စုပေါင်းလုပ်ငန်းကျိုးပေးမယ်ရပ်တန့်ထားတဲ့လုပ်တွေပြန်လည်စတင်နိုင်တယ်ရည်မှန်းချက်စစ်တွေကိုလက်တွေ့ကောင်းထဲဖော်နိုင်တယ်မိသားစုနဲ့ပတ်သက်တဲ့ကိစ္စလုပ်ကိစ္စစီးပွားကိစ္စဂျန်စီရည်မှန်းချက်တွေ ရှေ့တိုးဆောင်ရွက်တိုးတက်ခြင်းရဲ့နှစ်သာရကိုကြုံမယ်။အယံဝေးရကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းအနှစ်သာရကိုကြုံမယ်။မိမိပေါ်မှာဆောင်ရွက်တဲ့ကိစ္စကိုညီတဲ့သူတွေလည်းပေါ်လာပြီးတော့ကိုယ့်ရဲ့ဆောင်ရွက်ထားတဲ့လမ်းကြောင်းတွေရဲ့အနှစ်သာရကောင်းတွေကိုလည်းကြုံမယ်။ဒီဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလိုက်ယုံတဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့ လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါတယ်။ရှင်းရည်နေရတော့မေကောင်းဆွေကောင်းထောက်ကူနေဘဝတိုးတက်ခြင်းရည်မှန်းချက်အောင်မြင်ခြင်းကိုကြုံမယ်။ကိုယ့်ရည်နေမှာခရီးကိစ္စဆင်ပြေမယ်၊လူမျိုးခွဲချိုးပေးမယ်။ဆယ်ရည်နေမှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းချိုးပေးခြင်းကြုံမယ်။ဆယ်တရည်နေမှာမှန်းနာနဲ့လက်တွေ့ကွာမယ်၊နှောင့်ယှက်ရှိမယ်ပြီးမှဆင်ပြေမယ်။ စနေနေ့မှာပေါ်ပေါက်လာတဲ့ခွေရည်သစ်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်ပြီးဘဝတိုးတက်မှုကိုရှာဖွေနိုင်တယ်73ရက်နေ့မှာရန်အားလုံးကိုကြော်ပြီးဘဝတန်လန်းပွင့်ပြီးတော့ငွေချေးကံကောင်းမယ်74ရက်နေ့မှာတော့ရှင်ပြန်မှုတွေကောင်းမြင်ပြီးတော့ထူးခြားတဲ့တိုးတက်မှုရမယ်ငွေချေးကဏ္ဍလုပ်ငန်းကဏ္ဍစီဝါရေးရာဖျားပြားမှာ ကောင်းသောနေထားနဲ့တိုးတက်တဲ့အခြေခံဖြစ်ရတည်ရဲ့အနှစ်သာရကိုရရှိမယ် တနင်္လာနေ့တောက်ကြနေငါနေ့မွေးသူတွေကောင်းကျိုးပေးတယ်။စနေနေ့ဂျာသာပတိနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။369ကဏ္ဍနေ့ကျိုးပေးတယ်။အပြာရောင်မိခိုးရောင်နှုတ်နှစ်ရောင်တွေကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ပါ။အဖြူရောင်ပန်းဝင်တွေဖျားကတ်တူပြီးလိုရာဆူတောင်းမှဆူတောင်းပြေးပါမယ်။ကျေးဇူးတင်ပါတယ်။